မလေးပါလာစကားတွေ လေးလာနေတဲ့တငယ်ချင်းတွေအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ဟာဆန်ပါကျွန်တော်တငယ်ချင်းတို့ကိုကိုတတ်ထားတဲ့ကိုတီထားတဲ့ကိုလေးလာထားတဲ့မလေးဘာသာစကားလေးတွေကိုတငယ်ချင်းတို့ကိုကျွန်တော်ပြန်လဲဝင်မြောက်มาဖြစ်ပါတယ်ကျွန်တော်စာအုပ်လေးတစ်ခုကိုကျွန်တော်ပြုစုနေတယ်တို့တော့ပုံနှိပ်လို့ကတော့မပြီးသေးဘူးဗောနော်ဘာလို့ဆိုတော့ရင်းရေးတလောက်ထွက်နေတဲ့စာအုပ်ဖြစ်နေတယ်ဗောနော်ဆိုတော့ကျွန်တော်ထင်တယ်ကျွန်တော်ဒီစာအုပ်ကိုပြုစုနေတာအ ਨੇ ဆုံးမရှိဘူးစဉ်9လ10လလောက်ရှိပြီတို့တော့မပြီးနိုင်ဘူးဗောနော်တို့တော့အရင်လက်ကြခဲ့ပြီဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ကဒီစာအုပ်ကိုပြန်ပြီးတော့တငယ်ချင်းတို့ဒီစာအုပ်မှာရှိတဲ့သင်ခန်းစ ာတွေကိုကျွန်တော် idea နဲ့ကျွန်တော်ပြန်ပြီးတင်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့ video ကတော့မိတ်ဆက်တဲ့ video ဆိုတော့ဗျာကျွန်တော်သင်ခန်းစာတင်တဲ့ video ကတက်တက်တင်ပေးမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဘယ်လိုပုံစံမျိုးတင်ပေးမလဲဆိုတာလေးကိုရှင်းပြပေးမယ်အပိုင်း၃ပိုင်းရှိပါမယ်ပထမအဦးဆုံးတစ်ပိုင်းကကျွန်တော်သင်ခန်းစာ6လုံးကိုတငယ်ချင်းတို့ကိုကျွန်တော်အတန်ထွက်နဲ့စလုံးပေါင်းနဲ့ကျွန်တော်အသက်နိုင်ဆုံးကျွန်တော်စ조사ပြီးတော့ကျွန်တော်ပီတာအောင်ကျွန်တော်ရဲ့ flow နဲ့ကျွန်တော်စ조사ပြီးကျွန်တော်ပြောပြပေးမယ်ဒီထဲမှာ မလေးစကားကိုမြန်မာအတန်ထွက်ရေးတဲ့ခါဒီမှာကျွန်တော်ရဲ့ idea နဲ့ကျွန်တော်ရေးထားတာဖြစ်တဲ့အတွက်တချို့နေရာတွေမှာလည်းမိုင်းမားနေမှာပေါ့နော်ဆိုတော့ကျွန်တော်မမိလွယ်တဲ့ပုံစံမျိုးကျွန်တော်ရေးထားတယ်တကယ်ကျွန်တော်ကတော့ကော့ကိုစိတ်ကြိုက်မမိလွယ်တဲ့ပုံစံနဲ့ရေးနိုင်ပါတယ်ကျွန်တော်တော့စူးစမ်းပြီးတော့အပြီးဆုံးကျွန်တော်တို့နိုင်ငံသားတွေနဲ့တူအောင်ကျွန်တော်ပြောပြပါမယ်တို့တော့ဘလို့မှတော့တူနိုင်မှာမဟုတ်ပေါ့နော်ကျွန်တော်ရဲ့ Nego original flow ကိုကနိုင်ငံခြားတဲ့ flow ပါကျွန်တော်ဒါကကျွန်တော်ရဲ့အားနည်းချက်တစ်ခုပါဆိုတော့ နောက်ထပ်ကျွန်တော်တို့အပိုင်း၃ပိုင်းကိုဘယ်လိုတင်ပေးမလဲဆိုတော့ကျွန်တော်ပထမတစ်ပိုင်းကတငယ်ချင်းတို့ကိုကျွန်တော်ရုပ်ပြပေးမယ်ပြီးသွားပြီဆိုရင်တငယ်ချင်းတို့ကအဲ့ဒါနေသူဘာလုပ်မလဲဆိုတော့ကိုကဒီတင်ကန်းစာ၆လုံးကိုစာရွက်ထဲမှာချရေးလိုက်ပြီးသွားပြီဆိုရင်တနိုင်းမှာတလုံးကိုပဲရအောင်ချက်เนาะအဲ့ဒီတလုံးကိုလဲစာလုံးပေါင်းပါအလွတ်ကစာကိုကမမီနေအောင်ချက် မလေးစကားရဲ့အတန်ထွက်ကမလေးစာမှာပဲရှိတယ်မြန်မာအတန်ထွက်နဲ့တိုက်ရေးမယ်ဆိုရင်ဘလူမကိုအစင်မပြေနိုင်ဘူးအဲဒါကြောင့်ကျွန်တော်တို့ကမလေးစကားကိုပဲချင်းကပ်မယ်မလေးစာကိုပဲအာယုံပြုတ်ပြီးတော့နေကျွန်တော်တို့တလုံးချင်းစီရဲ့စကားလုံးတွေကိုကျွန်တော်တို့တေချာမှတ်သားမယ်ပြီးပြီးဆိုရင်တနိုင်ကိုတလုံးချက်နော်ဘလူမျိုးချက်မလဲအလုံးလုံးနေရင်နဲ့စာရွက်လေးကိုကိုကရေးထားတယ်တနိုင်မှာတလုံးဆိုရင်ဒီတော့ထုတ်ထုတ်ပြီးကြည့်မယ်ထုတ်ထုတ်ပြီးကြည့်မယ်ပြီးသွားပြီးဆိုရင်မိသွားပြီလားထုတ်ပြီးကြည့်မယ်တလုံးတော့ရသွားပြီလားတနိုင်ကမှတလုံးဆိုတာကလူတိုင်းကြက်နိုင်ပါပဲ ်လုံးဝမမိသွားပြီဆိုရင်နောက်ထပ်တစ်နိုင်မှနောက်ထပ်တစ်လုံးထပ်ကျက်မယ်ပြီးပြီးဆိုရင်ပြန်လည်ထမင်းစားတဲ့အချိန်ကျရင်တော့တေချာပြန်ပြန်ပြီးကြည့်မယ်ကွာစသည်အဖြစ်ဒီလိုပုံစံနဲ့ကျွန်တော်တရက်ကိုကုံဆုံးမယ်ညနေလောက်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုတင်ကန်းစာဗီဒီယိုကိုပြန်ကြည့်ပြီးတော့ကျွန်တော်တငယ်ချင်းတို့ကိုတခါတည်း ်တင်ကန်းစာထဲမှာဝေမြအရင်နဲ့တခါလဲစာပါနှုတ်ပေးသွားမယ်စာပါထပ်ပြီးစစ်ပေးသွားမယ်အဲ့ဒီစာစစ်တဲ့နေရာမှာတငယ်ချင်းတို့ကကျွန်တော်မေးတဲ့မေးခွန်းတွေကိုတခါလဲဖြေပေးသွားရမယ်ဒါဆိုရင်အပိုင်းနဲ့ပြီးသွားပြီတကယ်လို့အဲ့ဒီနေရာမှာဖြေနိုင်ခဲ့ပြီဆိုရင်တငယ်ချင်းတို့လုံးဝ perfect ဖြစ်သွားပြီဒီနေ့တရက်အတွက်ကတငယ်ချင်းတို့ကလုံးဝဒီတင်ကန်းစာ6လုံးကိုလုံးဝမမိသွားပြီဒီနေရာမှာတခါကကြာရင်ဒီလိုမျိုးဖြစ်လိဖြစ်တာရှိတယ် ြက်လိုက်တယ်တို့တော့မေ့သွားတယ်ဒီနေ့ရတယ်နောက်နေ့ကျရင်မေ့သွားတယ်ဆိုရင်လဲထားထားလိုက်เนาะကျွန်တော်တို့ဘလုံးဘာပဲဖြစ်ဖြစ်ဒါကကိုမိခင်ပါတာစကားမဟုတ်ဘူးအခက်ခဲတွေရှိလာနိုင်တယ်မေ့သွားနိုင်တယ်တို့တော့ပြဿနာမရှိဘူး လောက်ပါများရင်ကြက်ပါများရင်များရင်နဲ့ကျွန်တော်တို့လေးလာပါများရင်နဲ့အလိုလိုဒီစကားတွေကကျွန်တော်တို့ခေါင်းထဲကကကြီးခခွေးဆိုတဲ့စကားလုံးကိုထုတ်လို့မရတလို့မျိုးလုံးဝဆွဲမှတ်နေမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့မတိစိတ်တဲ့ကိုထဲ့မဲ့ဟိုစားလေးမမ်မိုရီပေါ့နော်ဆိုတော့ဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့အပိုင်းနှစ်ကိုသွားမယ်ပြီးသွားပြီဆိုရင်ကျွန်တော်အပိုင်း၃အနေနဲ့တငယ်ချင်းတို့ကို ဒီစားကစားလုတ်เสียမလို့တော့ဘူးကျွန်တော်ဒီမှာတင်ငန်းစာ6လုံးချတာပြည်တယ်တင်ငန်းစာ6လုံးကိုအပြင်မှာလုပ်ငန်းတွေမှာဘယ်လိုမျိုးပြောလိပြောထားရှိတယ်ဆိုတာလေးကိုကျွန်တော်တငယ်ချင်းတို့ကိုတစ်လုံးချင်းစီရှင်းပြပေးမယ်ဥပမာအပေါ်ဆိုရင်အတတ်နော်အောက်ဆိုရင်ဘာဝအဲ့ဒါကိုကျွန်တော်ကအပေါ်ဆိုတဲ့အတတ်ဆိုတဲ့စကားလုံးကိုကျွန်တော်ဥပမာလေးနဲ့ကျွန်တော်ရှင်းပြပေးမယ်အတတ်အဒဘရန်ပီဂီယမ်ဘီနော်အပေါ်မှာပစ္စည်းရှိတယ်တွားပြီးယူလိုက်ပါစသည်အဖြစ်ဒီလိုမျိုး အဲကျွန်တော်ရှင်းပြရင်ရှင်းပြရင်လည်းကိုကလိုက်မှတ်နေစရာတော့မလိုဘူးအချိန်မှများစွာရှင်းပြနေနေနောက်တစ်ချိန်မှာကိုကအလုပ်ထဲမှာတတိနဲ့စကားပြောတဲ့အခါမှာတတိက attack ဆိုတဲ့စကားလုံးလေးတစ်ခုပါလိုက်တာနဲ့ तू ကဘာကိုဆိုလို့နေတာလဲဆိုတော့ကိုတန်းပြီးတော့တီပါမယ်ပြီးတော့နားရည်ဝတာများလာပြီဆိုရင်ကျန်တဲ့စကားလုံးတွေကိုလည်းမမိနိုင်ပဲတကယ်လို့ကိုကပို့ပြီးတော့နေကိုကိုကိုစောင်းဖြစ်တယ်ဆိုရင်တော့ကိုကိုပို့ပြီးလုံနိုင်တယ်ဆိုရင်တော့ကျွန်တော်ပြောပြတဲ့ဥပမာစကားလုံးတွေအားလုံးကိုလည်းတကယ်ချင်းကိုလက်ပြီးတော့မယူလို့ရမှာဖြစ်ပါတယ်ဆိုတော့ဒီပုံ စံနဲ့ကျွန်တော်သင်ခန်းစာဒီစာအုပ်တအုံးလို့ရင်သင်ခန်းစာတွေအကုန်လုံးကိုကျွန်တော်တို့အတူတူလေ့လာသွားမယ်တို့တော့ကျွန်တော်ဘက်ကတော့စာအုပ်တော့မပြီးသေးဘူးစာအုပ်ပြီးသွားပြီဆိုရင်လည်းတကယ်ကျွန်တော်ဝယ်ချင်တယ်ဆိုရင်လည်းဝယ်လို့ရပါတယ်အခုလိုမျိုးလေ့လာမယ်ဆိုရင်လည်းလေ့လာလို့ရပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီဗီဒီယိုကိုတကယ်ကျွန်တော်ကိုကျွန်တော်ဒီနေ့ကစပြီးသင်မဲ့ဗီဒီယိုသင်ခန်းစာဗီဒီယိုတိုင်းကိုအရောက်ရောက်စီတိုင်းကိုကျွန်တော်ကြည့်တဲ့လူတိုင်းကိုကျွန်တော်ကို share ပေးခြင်းဖြစ် ပြန်လဲကူညီဖို့ကျွန်တော်အကူအညီတောင်းခံပါတယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်ဒီမှာဒီဥစ္စာကိုလုပ်နေကျွန်တော်တခြားတဲ့အကုန်လုံးဆွန့်လွတ်နေရမယ်။ဆိုတော့ဒီတဲ့ကနေပြီးတော့ကျွန်တော်မီတာစုဝိုင်းရေးအတွက်တစ်ခုခုပြန်ရမှာကျွန်တော်ပြန်ပြီးတော့ဒီအလုပ်ကိုကျွန်တော်ဒီဇိုင်းမမနဲ့ရက်တီတို့နိုင်မှာဖြစ်ပါတယ်။အရှိမဆိုရင်ကျွန်တော်9လ10လလောက်ကကျွန်တော်လုံးဝမလဲနိုင်ဘူးပေါ့နော်။ဆိုတော့အားလုံးကိုအကူအညီတောင်းတယ်ကျွန်တော်လက်တငယ်ချင်းတို့ကိုတန်းတန်းတလောက်ကိုစူးစမ်းပြီးတော့နေတင်ပေးသွားပါမယ်။နောက်ဗီဒီယိုမှာပြန်ဆုံမယ်။ကျွန်တော်နာမည်ဟာဆန်ပါ။အားလုံးပဲဘိုင်ဘိုင်